အင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန်ခြေနေကိုဖကြပေးပါမယ်။အဲ့တော့မနက်ဖြန်မှာငွေကြေးကန်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသတိထားဖို့လိုပါတယ်။ငွေကြေးကန်နဲ့ပတ်သက်ပြီးတော့သူများသူတစ်ပါးမြောက်ပင်ပေးတဲ့စကားတွေကိုယုံကြည်မိတတ်ပါတယ်။အာကို့အတွက်ပေါ့နော်။ကောင်းသောစကားနဲ့ပြောတဲ့အယူကိုမယူမိဘဲနဲ့မကောင်းသောလမ်းကိုပို့ဆောင်ပေးမဲ့သူတွေရဲ့အယူဝါဒကိုနားယောင်မိတာမျိုးတွေဖြစ်တတ်တယ်။ကို့ကိုငွေကြေးသုံးဆွဲဖို့အတွက်ပေါ့နော်။လက်ခုလက်ဝါးတီးပြီးတော့ငွေကုန်ကြေးကြဖြစ်အောင်လို့မြောက်ပင်ပေးတာမျိုးလေးတွေကြုံရတတ်တယ်။အနည်းနာမှရှိတဲ့ကိုယုံကြည်ရ တယ်လို့ထင်တဲ့အလူရင်းလက်ရင်းတွေကနေပြီးတော့အဲငွေကြေးနဲ့ပတ်သက်ပြီးတော့อืมအဲ့လိုမျိုးပေါ့နော်ကိုကဟိုမလုံလောက်ဘူးလို့ထင်တာပေါ့နော်အဲ့လိုမျိုးလူတွေကနေပြီးတော့သိစာဖောက်ပြီးတော့အငွေကြေးနဲ့ပတ်သက်ပြီးတော့အလောက်ကနေပတ်သက်ပြီးတော့ပေါ့နော်ကိုကိုစိတ်ဆင်းရဲမှုဖြစ်စေတာမျိုးဒုက္ခဖြစ်စေတာမျိုးလေးတွေကြုံရတတ်တယ် အဲချို့ဆိုလို့ရှိရင်ပေါ့နော်ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့အလောက်ကနဲ့ပတ်သက်ပြီးတော့လူယုံတတ်တတ်တဲ့အခြေအနေမျိုးလေးတွေကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့ဒီလူတွေကပေါ့နော်ပြောမှဆိုလို့ရှိရင်အာအရင်ကလေးကလည်းပေါ့နော်ကိုကိုဟန်ဆောင်ပြီးပေါင်းနေရသူမျိုးတော့ဖြစ်တတ်တယ်ဒါမဲ့လို့ကိုကမသိတာပေါ့နော်ကိုကအာစိတ်ရင်းနဲ့ပေါင်းတဲ့အခါကျတော့သူတို့ဒီကိုအပေါ်မှာတစ္ဆာဖောက်မယ်လို့ကိုဘက်ကနေမထင်ခဲ့တာမျိုးဖြစ်နိုင်တယ်သူတို့ဒီပေါ်တော့တော်တော်လေးကိုအတ္တကြီးရယ်သူတို့အတ္တကြီးတာကိုအပြင်းမမပေါ်တော့စေတနာကောင်းတဲ့အောင်နဲ့ စေတနာကောင်းတဲ့အောင်နဲ့ပေါ့နော်အဲ့လိုမျိုး for show လေးတွေပြထားတဲ့အတွက်ကြောင့်မလို့ကိုကနေပြီးတော့ပေါ့နော်သူတို့ကတကယ်ကောင်းတဲ့သူတွေရိုးအားတဲ့သူတွေလို့ထင်ပြီးတော့ငွေကြေးလောက်ကနေပတ်သက်ပြီးတော့ယုံကြည်မိတာမျိုးတွေရှိတတ်တယ်အဲ့လိုယုံကြည်မိပြီးတော့မနှက်ဖြာမှာယုံကြည်မိလို့မနှက်ဖြာမှာတိစ္ဆာပေါက်ခံရတာမျိုးပဲဖြစ်ဖြစ်တစ်သက်လုံးပေါ့နော်ယုံကြည်တယ်သူသူဒီရိုးတဲ့အေးတဲ့ဖြူစင်တဲ့မှန်ကန်တယ်လို့ထင်ပြီးတော့ပေါ့နော်ပေါင်းတင်ခဲ့တဲ့သူကနေပြီးတော့မနှက်ဖြာမှာတိစ္ဆာပေါက်တာမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့လိုနဲ့ပတ်သက်ပြီးတော့ ော့ကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်တချို့ဆိုလို့ရှိရင်ပေါ့နော်မနှက်ဖြတ်မှာငွေကြေးအလောက်ကနေပတ်သက်ပြီးတော့စကားစမြည်များရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်စကားများရံဖြည့်ရတာမျိုးတွေပေါ့နော်တချို့ကကြတော့အဲ့လိုမျိုးပေါ့နော်ကိုကိုအနာသာခံကပုံစံကြီးဖြစ်အောင်လို့ပေါ့နော်ငွေကြေးလောက်ကနေပတ်သက်ပြီးတော့ဖန်တီးသွားတာမျိုးတွေရှိတတ်တယ်ဒီဆုံးရှုံးမှုဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုရစီရရှိတဲ့ငွေကြေးတွေတားတောင်းလို့ရှိရင်လို့ရှိရင်လည်းယူကြအောင်ဆောင်တာမျိုးပေါ့နော်ဒါမျိုးလေးတွေ လုံတက်တယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့တော့ငွေကြေးအလောက်ကနေပတ်သက်ပြီးတော့ဖြတ်မနှက်ဖြတ်မှာတော့အရင်ကြီးအကောင်းနေတဲ့အခြေအနေမျိုးမဟုတ်တဲ့အတွက်အဆက်အသွယ်အရာလေးတတိထားဖို့လိုတယ်ဆိုတာမျိုးလေးတွေ့ရပါတယ်ဒါဆိုရင်ဒါကတဲ့အတွက်မနှက်ဖြတ်ငွေကြေးကန်ဖြစ်ပါတယ်စီးပွားစီးပွားဥစ္စာများတိလေး DA အလားတိုးတက်ကြပါသလိုစုမုံကောင်းတောင်းရင်နေနေကုန်ချုပ်လိုက်ပါတယ်